ဒီ message ရဲ့ပုံကိုစတင်ပြီးတော့ကျွန်တော် ရေးဆက်มาဖြစ်ပါတယ်။ online ကိုတော့ကျွန်တော် HP pencil ကိုအသုံးပြုပြီးတော့ရေးပါတယ်။အဲရေးတဲ့အချိန်မှာကျွန်တော်ခပပါလေး pressure ဖြော့ပြီးတော့ကျွန်တော်ရေးစီချင်တယ်ပေါ့နော်။ဒါမှပုံကဟိုရေးရတဲ့အခါမှာပို့ပြီးလွယ်မှာ။ကျွန်တော်ရေးတဲ့အချိန်မှာလည်းကျွန်တော်ဒီမျက်နှာရဲ့ anatomy ratio ကိုမမေ့ဘူးလို့ပါတယ်။ဒါမှကျွန်တော်ရေးဆွဲတဲ့အခါမှာအလွယ်ကူလင်းမြန်ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ဒီဒီရင်းတဲ့ဘက်ကိုကျွန်တော်စတင်ပြီးတော့ရေးရင်ပေါ့နော်။ အဲ့ဒါမှကျွန်တော်တို့ဒီ new တဲ့ဘက်ကိုချိန်ပြီးတော့ရေးလို့ရမှာဖြစ်ပါတယ်။အခဲတန်လေးကိုတော့ကျွန်တော်ခက်ရှိရှိလေးချွန်ထားတယ်။ဘာလို့လဲဆိုတော့ shading သွင်းတဲ့အခါမှာလဲကိုအောင်လို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုဆိုရင်တော့ဒီ anatomy ratio လေးအတိုင်းကျွန်တော်အရေးရှိတဲ့အတိုင်းကျွန်တော်တောက်လျှောက်လေးရေးဆွဲနေတာပေါ့နော်။ဒါကျွန်တော်ကနှစ်ဖူးပြင်ရှိတဲ့နေရာလေးလဲကျွန်တော်တို့ဒီ တူဘီပန်ဆယ်လောက်နဲ့ကျွန်တော်ဒီအရေးကလေးတွေစာသွင်းထားတာပေါ့နော်ဒီအရာမရေးခင်မှာတော့ကျွန်တော်ဒီ channel မှာသင်ထားသလိုပဲရှေ့ရဒီရုပ်ထုတွေကိုကျွန်တော်ရေးဆွဲခဲ့ဖို့လိုလေပေါ့နော်ဒါမှမဟုတ်ရေးဆွဲမထားဘဲနဲ့ဒီ free hand တွေပိုင်းလည်းကျွန်တော်လေးချက်မထားဘဲနဲ့ဒီကျွန်တော်ဒီ print out နေ့စနစ်ကိုတုံးပြီးရေးမယ်ဆိုရင်ပြဿနာကဘာဖြစ်လဲဆိုရင်မျက်နှာရဲ့သဘောတရားကိုနားမလည်ဘဲနဲ့ကျွန်တော် shading သွင်းတတ်တာပဲဖြစ်တတ်တယ်ပေါ့နော်ဒါကျွန်တော်တို့ကိုယ်တိုင်ကိုပဲဒီ တော်တော်လေးလေ့ကျင့်ရတဲ့အပိုင်းတွေရှိပါတယ်အဲ့တော့ပကြီးစွာကတော့အမြင်နဲ့ကုံသွားရလို့မရှိဘူးကိုဟိုလေးလိုက်လည်လာတလောက်ပုံနေရခက်နေမှာပဲပေါ့နော်ဒါတော့အမြဲတမ်းလေ့ကျင့်နေဖို့လိုတယ်ပုံတိုင်းအကူအတွက် challenge တစ်ခုပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ ီဖြည်းဖြည်းချင်းလေးရှင်းသွားလေးကိုအားလုံးပဲလိုက်ကြည့်စေချင်ပါတယ်เนาะဆိုတော့ဘယ်နေရာမှာဘယ်လိုပုံစံလေးသုံးသွားလေးဆိုတာသိစေချင်တယ်ဒါကတော့ပါယိုးရဲ့ရှိတ်တင်လေးတွေကိုကျွန်တော်တို့ချပြီးတော့ရေးထားပါเนาะနောက်ရကြရင်တော့ကျွန်တော်ဒီ charcoal နဲ့ရေးတဲ့နီးစနစ်ကိုထက်ပြီးတော့တင်ပေးခြင်းတယ်ပေါ့เนาะ charcoal ရဲ့ကျွန်တော်တို့ခဲရဲ့ပေါင်းပြီးတော့ရှင်းတဲ့နီးစနစ်ပေါ့เนาะအဲ့ဒါဆိုရင်တော့ပို့ပြီးတော့ပုံမှန်ပို့မိုက်တယ်ကြီးရတယ်ပို့ပြီးကောင်းတယ်ပေါ့เนาะ ဟုတ်ပြီဆိုတော့ကျွန်တော်ဒီနည်းနည်းလေးပေါ့နော်ဒီအပိုင်းလေးမှာကျွန်တော်တို့ရှိတ်တင်ထည့်တဲ့နေမှာနှာခေါင်းနေရာလေးကိုထည့်သွားဖြစ်တဲ့အတွက်ကျွန်တော်ဒီပါယိုးလေးတွေနှာခေါင်းလေးတွေကိုထည့်သွားဖြစ်တဲ့ဟိုခုနကကျွန်တော်ခြေတဲ့ပုံစံလေးကိုတော့ခက်မြင်မြင်လေးကျွန်တော်ဒီခြေပြသွားလိုက်ပြီပေါ့နော်ဒါဒီတုံးပါပါလေးအကုန်လုံးဝင်သွားမယ်ဆိုတဲ့သဘောမျိုးလေးပါခင်ဗျအဲ့ပြီးရင်တော့ကျွန်တော်ဒီ plan ပါပေါ့နော်ဒီနှာခေါင်းမှာတော့နှာခေါင်းနဲ့မျက်လုံးနဲ့ကြာမှာတော့အရေးကအင်အားပြင်းတဲ့အတွက်ဒီနည်းနည်းလေးပို့ပြီးရင်တဲ့ဒီ ပါယူလေးမှာပါယူပေါ့နော်အခုကျွန်တော်ပြရနေရလေးမှာဆိုရင်တော့နည်းနည်းလေးသူကဒီတုံးနေနေရှော့ပြီးရေးပြရပေါ့နော်အခုတော့ဒီမျက်နှာတပြင်းလုံးကိုတုံးနေနေဟိုဒီအရေးရှိတဲ့နေရာလေးတွေကျွန်တော်တို့တုံးလေးလိုက်သွင်းထားတဲ့ပုံစံမျိုးလေးရေးပါတယ်ဗျပုံဆွဲတဲ့အခါမှာတော့ကျွန်တော်ဒီ မပြင်းမကြီးပဲနဲ့ညီငွေမရှိမဖြစ်စေပဲနဲ့ပေါ့နော်ဆွဲဖို့လိုပါတယ်ပုံဆွဲတဲ့အချိန်မှာလည်းကျွန်တော်ဘေးရသချင်းလေးကိုကြိုက်တဲ့သချင်းလေးဖြန့်ထားတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲလိုဇကာကြည့်ရင်လည်းတစ်ခါလေအဲလိုဇကာဇကာအတန်နားထောင်ရတဲ့ဇကာမျိုးလေးတွေနားထောင်ပြီးတော့ရေးတာပဲဖြစ်ဆိုရင်ပို့ပြီးရလက်စပဲဖြစ်တယ်အရေးလို့လည်းပို့ကောင်းတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ကျွန်တော်ဆိုဘေးရသချင်းအမြဲတမ်းဖြန့်ထားပြီးတော့ရေးလေးရှိပါတယ်အဲ့ဒီမှာရှိတ်တင်လေးတွေကတော့တပြင်းလုံးပါပါသွင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်ဗျာ မျိုးတော်ဒီ channel မှာဒီနည်းနည်းမတင်တာကြာတော့အတွက်အားလုံးကိုလည်းကျွန်တော်ကဒီအညွှန်းညွှန်းတောင်းပန်ပါတယ်။အဲဒီမဲ့လည်းပေါ့နော်ကျွန်တော်ဒီဒီကလေးကိုလှုပ်လှုပ်ပေးနေရတဲ့အတွက်ဒီအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့ထင်တယ်။ဒါကျွန်တော်ဒီ portrait ရေးတဲ့လူတွေအတွက်ကောကျွန်တော်တို့ဒီလူပုံချိုးတွေကိုကြာကြာနာရေးနေတဲ့လူတွေအတွက်ကတော့ဒီအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်။အဲတော့ကျွန်တော်ဒီຢာလေးကို edit လေးကိုဒီလှုပ်ပေးခြင်းဖြစ်ပါတယ်။ဒါနဲ့ဆိုရင်နောက်ထပ်တစ်ရက်နေမှာဆိုရင်ကျွန်တော်ဒီ ီဒုတိယပိုင်းလေးကိုစက်မယ်ပေါ့နော်ပထမပိုင်းလေးမှာကျွန်တော်ဒီလူမျိုးမျိုးလုံးလေးကိုစပြီးတော့ရေးပြီးရေးတဲ့အချိန်မှာတော့ကျွန်တော်လက်ကအဖိဖော်လေးတွေကိုထိမ့်ပြီးရေးဖို့လိုပါတယ်ကျွန်တော်အောက်မှာရေးကြသလိုအဲကျွန်တော်ဒီဖလင်ပြားလေးခံထားရင်တော့ပိုကောင်းတယ်ပေါ့နော်ဘာလို့ဖလင်ကပြားလေးခံရလဲဆိုတော့ခဲတွေပါတယ်လက်မှာပြဲမပြီးတော့တဲ့အတွက်ဟိုနှစ်ခါသုံးခါချက်ရေးရတဲ့အချိန်အချိန်ပုတ်တိုင်းတက်တာတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်ကျွန်တော်တို့ဒီဖလင်ပြားခံထားခြင်းအားဖြင့်ကျွန်တော်တို့ဒီပုံကမဆွဲပြစ်သေးမဆွဲပြစ်သေးတဲ့အခါမျိုးမှာကျွန်တော်ပြန်ကြည့်ရင်လည်း ဟိုက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 ပုံကဘလောက်ရောက်နေပြီလဲဆိုတော့ကိုကိုမြင်ရတဲ့အတွက် motivation ဖြစ်တယ်ပေါ့နော်ပုံစာရကြီးနဲ့အုပ်ထားလိုက်ရင်ကိုကကိုပုံကိုပြန်မြင်ရရင်တခါကြီးတော့ပုံဆွဲတင်စိတ်ကြီးပါလိမ့်မဖြစ်တတ်တာမျိုးကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဖလင်ပြားလေးအကြီးကြီးကျွန်တော်တို့ဒီစာရေးကိရိယာဆိုင်တွေမှာရပါတယ်အမှသွားဝယ်ပြီးတော့ကျွန်တော်တို့ဒီနှစ်ချက်သုံးချက်ကိုပေါ့နော်တိတ်လေးနဲ့ဆက်ထားပြီးတော့ဒီပုံကအုပ်ထားလိုက်ပုံအကြီးသေးပုံဒီပြီးလုပ်လို့ရတာပေါ့နော်ဒါကျွန်တော်ဒီမျက်ခုံးရဲ့အောက်မှာအရေးရှိမယ့်နေရာလေးကိုစာပြီးထည့်တယ် ဒါမျက်ခုံးမှုရလည်းပြီးသက်သက်မရသေးဘူးပေါ့နော်ဖြည်းဖြည်းချင်းပဲကျွန်တော်ဒီတုံးချဲ့ထားတဲ့ပုံစံဖြစ်တဲ့အတွက်ရှေ့တင်လေးတွေကိုချဲ့ပါတယ်နော်ပြီးတော့မျက်လုံးရဲ့မျက်နှာရဲ့ကြက်သားလေးတွေအတိုင်းတုံးလေးတွေကိုကျွန်တော်ချဲ့သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနှကောင်းစာရင်းမှာနှကောင်းမှာလည်းကျွန်တော်တို့ကဒီတောင်းနေပါပါတယ်ဆိုပြီးပဲပေါ့နှကောင်းပေါ်မှာလည်းကျွန်တော်တို့အယူပေါ်မှာအရေပြားတို့ကြက်သားတို့ဖုံးထားဖြစ်တဲ့အတွက် လုံးနဲ့ဝိုင်းနဲ့တံတန်မျိုးလေးဖြစ်နေရပေါ့နော်အဲ့ဒါကျွန်တော်ဒီနှကောင်းကိုလည်းရှေ့တင်ပိုင်းဆိုရဲတောင်းမှာပဲ ကျွန်တော်လုံလုံဝိုင်းဝိုင်းလေးဖြစ်အောင်တုံးလေးကိုပြပြရောရောလေးရေးသွားဖို့လိုတယ်ပေါ့နော်ဒါမှကောင်းမယ်အခုကျွန်တော်ဒီခဲနဲ့ချွန်ထားတဲ့ပုံစံအားလုံးလည်းကြွေးလောက်ရလို့ခြင်းနေဒီခဲနဲ့လေးကိုရှေရှေလေးချွန်ထားတယ်ဘာလို့လဲဆိုတော့ shading တွင်းတဲ့ခါကျတော့ဒီလွယ်ကူလင်မြန်တော့ပေါ့နော်အဲ့ဒီ original ပုံလေးကိုကြည့်ကြည့်ပြီးတော့ကျွန်တော်တို့ရေးသွားတယ်ပေါ့နော်မိသေတို့ကလည်းဒီမျက်နှာကိုစကျင်တော့မယ်ဆိုရင်ဒီမျက်နှာလေးပါလေဆိုရင်တော့တစ်ချမ်းလေးတစ်ချမ်းမောင်မျက်နှာလေးမျိုးလေးကိုလေ့ကျင့်ထားတဲ့နေပေါ့နော်ဒီကတော့ကျွန်တော်ဒီပုံတူအထည်လေးပါရေးတဲ့ခါမှာ နည်းနည်းပြဿနာမတက်တော့ဘူးပေါ့မဟုတ်ဘူးဆိုမျက်နှာကြီးကပြောင်းကြီးဆိုရေးရတာနည်းနည်းဝင်ဟိုလက်ပေါက်ကတ်တယ်ရေးရတာလည်းခက်တယ်ပေါ့နော်ဒါပေမဲ့ကိုကဒီပုံသူအထည်အတဲ့လူတယောက်ဖြစ်နေမယ်ဆိုရင်လေဒီကျွန်တော်တို့ဒီပုံဆွဲတဲ့လူတွေကပေါ့နော်ဒီပုံဆွဲတာဖြစ်တဲ့ကျွန်ရဲ့ဒီမျက်နှာတဲ့အကြီးကြီးမျိုးပေးတာမျိုးရှောင်ကျင်တဲ့နယ်ဘာလို့လဲဆိုတော့ကွာဒီပုံဖိုတိုတပ်ပုံရိုက်တာမဟုတ်ဘူးပေါ့နော်တပ်ပုံရိုက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီပုံဆွဲတာဖြစ်တဲ့အတွက် ဒီပုံဖိုတိုဆိုတာဖိုတိုဆန်တဲ့ဟာမျိုးမဟုတ်ဘူးနဲ့ပကြီးဆန်တဲ့ဟာမျိုးတွေအဲကျွန်တော်တို့ဒီပေးနိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်အဲတော့ပကြီးသမားတွေအနေနဲ့ကလည်းပုံကိုကြည့်မယ်ဟိုတွေ့တိုင်းကျွန်တော်တို့ရေးရတာမျိုးမဟုတ်ဘူးနဲ့ပေါ့နော်ပုံရဲ့အနေထားပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ကြည့်နော်ဒီပေပုံလေးကိုကိုယ်အစီဆက်လက်လုပ်ပြီးရေးမလဲပေါ့နော်ဒါကတော့ပကြီးဆရာပေါ်မှာလည်းအများကြီးတော့မူတည်တယ်ပေါ့နော် အဲ့တော့ဒီ original ပုံမှာအတိုင်းကျွန်တော်တို့ရေးမယ်ဆိုရင်တော့တိတ်ပြီးပေါ်လွင်မှာမဟုတ်ဘူးအဲ့တော့ပုံကိုကျွန်တော်ကျွန်တော်ဒီ photo edit လောက်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးလောက်နိုင်ရင်တော့ဒီပုံကပို့ပြီးတော့ကြွားမယ်ရေးရတယ်အဆင်ပြေလာလိမ့်မယ်။အဲ့တော့ကျွန်တော်ဒီတစ်ခါကျတော့ဒီဖုန်းနဲ့ဖုန်းနဲ့ကြည့်တဲ့အခါမျိုးရှိရဲတောင်းကျဆိုတော့ကျွန်တော်တို့ဒီမလိုအပ်တဲ့နေရာလေးတွေကိုကျွန်တော်တို့ဒီဒီမြန်ခမ်းအဆက်လေးမှာရှိရဲနေရာလေးတွေကိုတော့ကျွန်တော်တို့ဒီကျုံလေးတွေကိုခေပြက်လေးနဲ့ပြန်နှုတ်တယ်ပေါ့နော်။ ဒီခဲအနေနဲ့ကျွန်တော်တို့အဖေဖော်ပဲဒီအချိန်မှာတော့ဒီလောက်ပဲစားပြီးတော့ရေးဦးမယ်ပေါ့နော်ပုံဆွဲတာကတော့ကျွန်တော် ဖြည်းဖြည်းချင်းဖြုတ်ရမယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲကိုပုံကိုကိုပုံကကိုရဲ့ဒီ target ပဲကိုကိုကိုပုံကကိုရဲ့ဒီပညာပဲပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ detail တွေပါခဏထားလိုက်အောင်ပေါ့နော်ဒီမျက်နှာပေါ်မှာ shape ဖြည့်တဲ့တုံးဖြည့်တဲ့တံတန်းကိုပဲကျွန်တော်တို့အရင်ဆုံးရေးသွားမယ်โอเคနော်အဲ့တော့ဒီမျက်နှာပေါ်မှာတုံးဖြည့်သွားမယ်ဖြည်းဖြည်းချင်းသွားမယ် မလောနဲ့ပေါ့နော်ပုံရေးတာကကျွန်တော်တို့လောစရာမဟုတ်ဘူးအေးဆေးဆေးနဲ့ကျွန်တော်ရေးသွားမယ်အခုဆိုရင်ကျွန်တော်ဒီ blender လေးနဲ့ blender ဆိုတာကတော့ခဲကိုလိုက်ညှိတဲ့ပုံစံပေါ့နော်ဆိုတော့ဒီ blender သုံးတတ်တဲ့လူတွေကတော့ပို့ပြီးသပန်းတာတယ်ဘာလို့ဆိုတော့ဒီနေ့တက်တာတယ်ပေါ့နော် blender မသုံးမနဲ့ရေးတယ်ဆိုရင်နည်းနည်းလေးဒီအဆင်မပြေတဲ့ဟာမျိုးတချို့နေရာတွေအဆင်မပြေဘူးပေါ့နော်အဲကြောင့် blender ကသုံးတင်တယ်ဘာလို့လဲဆိုတော့နိုင်ငံတကာမှာလည်းသုံးတယ်ဒီအခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့သုံးတင်တာပေါ့နော် တချို့နေရာတိုင်းကိုလိုက်ပလန်နေမှာဆိုရင်တော့အဆင်မပြေဘူးဒါပေမဲ့တချို့နေရာတွေရဲ့ပလန်လိုက်မှချစ်လို့ကောင်းသွားမျိုးတွေရှိတယ်ပေါ့နော်ကျွန်တော်လည်းအရင်တော့ဒီခဲချက်သမားဆိုတော့လေဒီပလန်နာကိုလုံးဝအယုံကြည်မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီခဲမုံနေကျွန်တော်စီစီရေးတဲ့ခါကျတော့လေစီစီမှလည်းပြောရရင်ပြက်ပြေရောသဘောမျိုးပါတာပဲတစ်ခုနဲ့တစ်ခုနဲ့ရောတဲ့ခါဆိုရင်စုပ်တန်တဲ့ကြပလန်နာပေါ့နော်စီနဲ့ပြန်ပလန်နာ မော်ဒယ်ရှိရပေါ့ကာလာပန်ဆယ်မှာလည်းကျွန်တော်ဒီဘလန်ဒါရရှိနော်ဒီကတော့ခဲမှာလည်းဒါဘလန်ဒါမတုံးရအောင်ဆိုဘူးမှမတားမြစ်ထားဘူးပေါ့နော်အဲ့လိုတားမြစ်ထားရဆိုရင်လည်းဒါဒီလူကလွဲမှနေပြီအဲ့တော့ပုံတပုံဖြစ်လာဖို့ဆိုရင်ကိုကြိုက်တဲ့နီးစနစ်ကိုတုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီဒီကပုံရဲ့ reset ကကောင်းဖို့ပဲပုံ reset ကောင်းနေရဆိုရင်ဒီပုံဝင်ဖြစ်တယ်ဘယ်လိုပြောလို့ရပေါ့ဒါကြောင့်ကျွန်တော်တို့ဒီ visual ad အနေနဲ့ပဲ ဒီကိစ္စကိုပြောတာပေါ့နော်ပုံမှန်တော့ဒီပကြီဆွဲတဲ့ခါမှာတော့အများကြီးရှိတယ်ပေါ့ဗျာအော်ဒီစိတ်ကူးနဲ့ဆွဲတဲ့လူတွေပါရယ်ဆိုတော့ဒါတွေသိစဉ်းစားကြမလို့ visual art ကျော် realism အနေနဲ့ဆိုရင်တော့ကျော်ဒီပုံတူဖို့လိုရဲပုံ realistic ကြဖို့လိုရဲပေါ့နော်အဲ့လိုသွားမယ်ဒါ hyper realism ဘက်တော့မရောက်သေးဘူး hyper realism ဘက်ကိုဆွဲဖို့အတွက်ကျွန်တော်ဒီပုံလေးတွေပုံပြင်ဆင်ထားသေးရယ်ပေါ့နော်အဲ့ဒီဒီကြားထဲမှာကျွန်တော်ဒီ ဒီကာဘန်ဆယ်လေးတင်ပေးဖို့ရှိပါတယ်ဗျ။ကာဘန်ဆယ်လေးကျွန်တော်တို့ဒီ schedule ဆွဲထားတယ်ပေါ့နော်။ကာဘန်ဆယ် portrait ရေးနေလေးကိုလည်းကျွန်တော်တင်ပေးမယ်။အခုကတော့ဒီနေ့ကတော့ဒီတစ်ခေါက်ကတော့ကျွန်တော်လူလူပုံတီတေးရေးနေပြီပေါ့နော်။ဟုတ်ပြီ။အဲလေကြောင်းနေနဲ့ရှည်နေပေါ့နော်။အာဒီမျက်လုံးအကျွန်းထဲမှာဆိုရင်ကျွန်တော်တို့ဒီဒီကျွန်တော်ဒီ pencil gear gear pencil လေးပေါ့နော်။ခေသာ foundation နဲ့ထားပါတော့။ခေသာ foundation လေးနဲ့ကျွန်တော်နိုင်တယ်။နိုင်တယ်ဆိုတော့ခေသာ foundation ကြီးကချိတ်က ီခဲသားလေးရဲ့လည်းသေးရယ်ဆိုတော့ဒီဝင်လို့ပြုလို့လွယ်တယ်ပေါ့နော်အေရီးယားချင်းတဲ့နေရာလေးဆိုရင်ကျွန်တော်တို့ခဲသားဖောင်တင်နဲ့ရေးသွားရင်တော့အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ဒါဒီညက်မဲ့နက်တဲ့နေရာလေးမျက်လုံးနဲ့မျက်လုံးရဲ့နက်တဲ့နေရာလေးတွေကိုကျွန်တော်တို့အဓိကထားပြီးရောရေးသွားမယ်ပြီးကြရင်ကျွန်တော်ခုနက share လို့ရှိတဲ့နေရာလေးတွေကိုခဲပြန်တင်ပါပဲ။ပြီးတော့ကျွန်တော်တို့ဒီမိတ်ဆွေတို့ကိုကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုရှိရယ်ပေါ့နော်။အဲ့ဒါတော့ကျွန်တော်ဒီ print out တုံးတဲ့ညီစနစ်ကျွန်တော်ဒီပေါ့နော်။ ပုံကို print လုပ်ပြီးတော့ကက်ခွာနဲ့ရေးတဲ့နီးပေါ့နော်အခုကျွန်တော်လက်တိလက်ရှိသုံးပြထားတဲ့နီးဖြစ်ပါတယ်ဒီနီးကတော့ကျွန်တော်ဒီ commercial ရေးတဲ့လူတွေအတွက်ရေကျွန်တော်ဒီပုံကိုကျွမ်းကျင်ကျင်ဒီဒီ anatomy အကြောင်းတွေကိုသိပြီးမှနှိပ်ပြီးတော့ကိုယ်ကဒီ hyper realism ဘက်ကိုသွားခြင်းလို့ night ပုံရေးတဲ့ခါမှာဒီ detail ခြင်းလို့ရေးတယ်ဆိုရင်တော့ဒါလက်ခံလို့ရပြီမယ်ကျွန်တော်ဒီဆက်ဆက်ကူးခြင်းနဲ့ beginner အဆင့်အနေပြီးတော့ကျွန်တော်ဒီပုံစရေးတဲ့လူတွေအတွက်ကတော့ဒီလိုမျိုးတက်ကွာနဲ့ရေးရတာကအစိတ်ဖြစ်ပါတယ် ဒါကျွန်တော်ကျွန်တော်ရဲ့တနန်းသားရဲ့ဆိုတော့အမြင်နဲ့ပြောပြလေးရှိရပေါ့နော်အဲ့တော့ကျွန်တော်ကကျွန်တော်တို့ဒီစပြီးတော့ပုံတင်တဲ့အချိန်တုန်းကပေါ့နော်ဒီ free hand တွေရေးရတယ်ဆိုတော့ဒီရှေ့မှာကျွန်တော်ရုပ်ထုရေးနည်းတွေချို့ပြပြထားတယ်ဟုတ်တယ်နော်ပြီးတော့ကျွန်တော်တို့ဒီရုပ်ထုရေးနည်းတွေပြရလူအစ်စ်ကိုလူအစ်စ်ကိုခြံရေးတဲ့ညစ်စနစ်လေးတွေလည်းကျွန်တော်တို့ပြထားတယ်အဲ့တော့ကျွန်တော်တို့ပုံရေးတဲ့အချိန်မှာကိုကဒီဟိုကဘယ်ကလေးကိုကတကယ်လို့တစ်ချိန်မှာပေါ့နော်ပကြီးဆရာ တယောက်ဖြစ်သွားတယ်ပေါ့နော်ဒီတရားတယောက်ဖြစ်သွားတယ်ဆိုရင်ဒီကက်ကွာနဲ့ရေးထားပြီးကက်ကွာနဲ့အကျင့်ဖြစ်နေတဲ့လူတယောက်ကတကယ်တကယ်ပြပွဲမှာကဲငါ့ကိုထိုင်ပြီးတော့အဲမင်းပုံသူရေးပေးစမ်းမှာဆိုရင်ရေးတဲ့ခါကျတော့တူနိုင်မှာမဟုတ်ဘူးဗျဒါပုံမှန်လင်းလင်းပြောရရင်တော့ဒီလူမျိုးအားနေချက်ရှိရပေါ့နော်ဒါကကျွန်တော်ဒီဘယ်သူဘယ်သူမှကျွန်တော် blame စေတဲ့ရည်ရချက်မပါဘူးဒါပေမဲ့ဒီပြောချင်တာ beacon နာရီအတွက်ကိုဟိုတေချာကောင်းစေချင်တယ်ပေါ့နော်အရှိမကျွန်တော် anatomy ကျွန်တော်ကျွန်တော်ကိုယ်တိုင်နဲ့အခု အဲ့ဒီအဲ့လိုမျိုးမဖြစ်အောင်လို့ပေါ့နော်ကျွန်တော်ဒီကျွန်တော်တပည့်တွေကျွန်တော်တနန်းသားတွေပေါ့နော်တပည့်တော့မဟုတ်ပါဘူးကျွန်တော်ဒီမှာရောက်နေတဲ့တနန်းသားတွေကိုထိုင်ခိုင်းပြီးတော့မိနစ်20မျိုးနိုင်ွက်မျိုးနဲ့ပေါ့နော်ပုံကိုသူ့ရဲ့ဒီတရံကိုဆင်အောင်ရေးတဲ့ပုံစံမျိုးတွေကျွန်တော်လေ့ကျင့်ရပါတယ်အဲ့လိုလေ့ကျင့်ပြီးပြီးဆိုရင်တော့ကိုယ့်ဘက်ကိုယ်ချက်တို့လုပ်လို့ရတယ်ပေါ့နော်ဒီကကကတက်ခေါင်းနဲ့ရေးလေဒါကိုယ့်ရဲ့ mood အပေါ်မှာမူတည်ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့လိုမမကျင့်ထားပဲနဲ့ဆရာရေးကြတဲ့ကျွန်တော်တို့ကက်ခွာနဲ့ရေးမယ်ဆိုရင်လူရဲ့ anatomy ကိုလည်းမသိသလို့ ပြီးကြတော့တူသွားရင်ဆိုရင်တောင်မှကိုယ့်ရဲ့ဒီပကြီးကတမိုးရှိပြောလို့မရဘူး။ဘာလို့ဆိုအတိတရားမရှိရဲ့အတွက်ပါ။နော်အဲ့တော့ညာညာကျွန်တော်ဒီဟိုအရန်ကိုဝန်နေပေးထားတဲ့မျိုးပေါ့နော်။ဒါတော့အဲ့တော့ကက်ခွာနဲ့ရေးရလူတွေကိုကျွန်တော်တို့က light plane တွေလို့ချင်းစရာအကြောင်းရှိတယ်။ဒါပေမဲ့ကက်ခွာကလည်းလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ဒီ anatomy ဒီကိုမကြည့်ထားရဲ့လူကားဒီလိုကက်ခွာနဲ့ရေးတဲ့အခါမှာလည်း ကောင်းဖို့ကတိတ်တော့မဖြစ်နိုင်ဘာလို့လဲဆိုတော့လူမျက်နာမှာတဲ့ဒီအလေအပြောင်းနေရအများကြီးပဲလူပုံလူတစ်ခုကိုဒီကက်ကွာနဲ့ရေးရင်တော့တာမန်လူတယောက်ကပုံပုံဝါဒနာရှင်တယောက်ကတူမှာမဟုတ်ဘူးတူမှာမဟုတ်ဘူးဆိုတော့တုံတူလိမ့်မယ်ဒီပုံကြွဖို့ပေါ့ရုပ်လုံးကြွလာဖို့ဖြစ်နိုင်မှာမဟုတ်ကျွန်တော်လုံးကြွလာဖို့ဆိုရင်တော့ကျွန်တော်ဒီရှေ့မှာလေးကြည့်ရမယ်အစ်စ်နေအများကြီးရှိရပါတော့အဲ့တော့ကျွန်တော်ဒီတချို့ငငယ်တွေကကျွန်တော်တို့ငငယ်တွေကဒီကတ်တွန်းတွေပါတယ်ကူးရတဲ့လူဆိုရင်တော့ ရုတ်တရက်ကြည့်လိုက်ရင်တော့ကျူသွားနိုင်တယ် medical realistic ကြလာဖို့ဆိုရင်တော့ဒါလေးကြရမယ်အပိုင်းပေါ့အဲ့ဒါကြောင့်မို့ဒီကက်ခွာနီးစနစ်ကလည်းဒီနိုင်ငံတကာတွေမှာလည်းတုံးလာကြရပါတော့တုံးလာကြရဆိုပေမဲ့တို့မှာသူတို့ကကျွန်တော်တို့ကဒီအလွယ်လမ်းလိုက်လိုက်တဲ့ခါကျကြာရင်ဒီကြားထဲမှာဟသွားတဲ့ကိစ္စမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကိုယ့်အကူသိပါကိုဒီ free hand လုံးဝမကျင့်ရသေးဘူးဆိုရင်အဲ့ကိစ္စကိုလုံးဝမကြော်ပြပါနဲ့ကြော်ပြလိုက်ရင်တော့ဒါမင်းဆွေတို့ဒုက္ခနဲ့လလနဲ့တွေ့မှာပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်ဂျုံခဲ့ရတဲ့ကိစ္စပါ ကျွန်တော်ဒီ free hand တွေပါတယ်ရတော့ကျွန်တော်တို့ဒီရရဲဆိုရလောက်ပေါ့နော်အဲ့လိုဖြစ်ခဲ့ဘူးလေအဲ့တော့ကျွန်တော်ဒီအကွက်ရိုက်တယ်ပေါ့အကွက်ရိုက်ပြီးရေးတဲ့ခါမှလည်းတိတ်တော့အကျိုးမရှိဘူးဖြစ်သွားတယ်နော်အဲ့တော့ free hand ကိုအရင်ကျင့်ပါဆရာဆရာ free hand ဘယ်လိုကျင့်ရမလဲဆို free hand ကျင့်ရမယ်ဒီစနစ်တွေကျွန်တော်တင်ပေးထားတယ်ဒီစာရွက်ထဲကကူးတယ်ဆိုရင်အဲ့လိုကူးတဲ့နည်းစနစ်ကလေးရှိတယ်ဒါမှမဟုတ်လူအစ်စ်ကိုထိုင်ရေးမယ်ဆိုရင်လည်းဘယ်လိုမျိုးရေးရမလဲဆိုတော့ဆက်ပြီးတော့ တင်လဲတင်ပေးထားတယ်ပေါ့နော်တင်လဲတင်ပေးထားတယ်တင်နောက်ပြီးရဆက်ပြီးရဒီတဲ့လွယ်အောင်လည်းတင်ပေးသွားဖို့ရှိတယ်နော်အဲ့တော့ဒီဟာကဒီကက်ခွန်ရဲ့ရေးရဲ့နီးစနစ်ကိုကျွန်တော်ပြထားခြင်းဖြစ်တယ်ဘာလို့လဲဆိုတော့ဒီကက်ခွန်ရဲ့ရေးရဲ့နီးစနစ်မှာလည်းမျက်နှာဘဝဒီအလဲအပြောင်းတွေချိန်တင်နေခဲခဲတုံးချဲတာတွေရတယ်ပညာသားပါတယ်ပေါ့နော်အခုကျွန်တော်ဒီဖော့လေးနဲ့ဒီမျက်နှာရဲ့တက်ချာလေးတွေကိုလိုက်ပြီးရလုံနေတယ်နော်လုံးနေတယ်ပြီးတော့ဒီမျက်လုံးရဲ့ဒီအောက်ကမျက်အိတ်တွေရှိမှနေရတယ်ကိုကျွန်တော်တို့တောက်တောက်ရှောက်လေး ချဲ့သွားတာဖြစ်ပါလေဗျဒီဒီကက်ခွာရေးဒီနဲ့ပတ်သက်ပြီးတော့ဗောနောကျွန်တော်ရဲ့အတော်နဲ့လေဒီဒါအငင်းပွားခဲ့ရသေးတယ်ဗောနောဘာလို့လဲဆိုတော့သူကလည်းဒီလူမျိုးကိစ္စကိုလက်မခံဘူးဗောနောဒါမှမဟုတ်လေဒီတစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်ဒီအဲ့ဒီလေးကိုနီးစနစ်တွေပေါ်လာခြင်းကလည်းပို့ပြီးတော့ကျိုးတက်ပြောင်းလဲလာဖို့လေကျွန်တော်ကျွန်တော်ဖြစ်နိုင်တယ်ဗောနောအဲ့တော့ဒီကိုမှရှိပြီးသား ဒီအနည်းစနစ်တွေကိုလည်းကျွန်တော်တို့ကလေ့ကျင့်ထားရမှာဖြစ်သလိုဒီလိုကက်ကွာနည်းစနစ်ကိုအသုံးပြီးဘာမြန်တိုးတက်လာနိုင်သေးသလဲပေါ့နော်။ရမိုးတွေကိုလည်းကိုကဒီမှန်းစပြီးတော့လုပ်တဲ့။ဒီတစ်ခုထဲမှာတော့ကျွန်တော်တို့နင့်မျောနေလို့မရဘူး။ကိုကကက်ကွာတွေနဲ့ပုံတူပြီးတော့ဒီဘေးကမသိနားမလဲတဲ့လူတွေပေါ့နော်။လူတွေကပုံကတူတယ်၊ကောင်းတယ်ဆိုပြီးတော့ချီးကျူးနေတဲ့ဟာကိုကျွန်တော်တို့ကလက်ခံပို့မလိုဘူးပေါ့။အဲ့တော့ကိုကကိုယ့်အကူသိရမှာပါ။ ိုတကယ်လို့တကယ်တကယ်ချင်းတယောက်ကိုယုတ်တည်းကြည်ရေးတယ်လို့တူနေတယ်ကွာစင်သွားတယ်ကွာဟိုမိုက်တယ်ဆိုရင်ဒါကိုကိုရဲ့ဒီ free hand skill code တယ်လို့ပြောလို့ရတယ်နော်အဲ့ဒါဆိုရင် okay ဒါလက်ခံတယ်မင်းမင်းဒီ print out နဲ့သုံးရတယ်အဆင်ပြေမင်းဒါပေမဲ့ကိုကတကယ်ချင်းကိုရေးတဲ့ချက်မှာထွက်လာတဲ့ရုပ်မျိုးကကတ်တွန်းရုပ်မျိုးဖြစ်ပြီးတော့ ကတ်တွန်းပုံစံမျိုးဖြစ်ပြီးတော့ကျွန်တော်ဒီရေးတဲ့အခါမှာကျွန်တော်ကတ်ကွာနဲ့ရေးတာဒါအကောင်းနေကျွန်တော်တိတ်ပြီးတော့အဆင်ပြေဘူးပေါ့နော်အဲ့တော့ဒီခစ်ကာလာအရာကကျွန်တော်ဒီ free hand ရေးဖို့ဆိုရလဲတိတ်တော့ခက်ခဲတဲ့အခြေအနေမဟုတ်တော့အဲ့တော့တခြားလေးလေးလိုက်လိုက်မယ်တခြားလေးလေးကျင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအနေဒါတစ်ခုရောက်သွားမှာပဲပေါ့နော်ကျွန်တော်ဒီ free hand နည်းစနစ်တွေက ဟိုဒီလူတယောက်နဲ့တယောက်နဲ့ပုံဒီပြီးတော့ကိုအများကြီးရှိတာပေါ့ကျွန်တော်တို့ဒီဒီ channel youtube channel မှာပဲဒီ free free hand portrait ဆိုပြီးကျွန်တော်တို့ရိုက်လိုက်ပြီးတော့ share လိုက်မယ်ဆိုရင်ကိုတို့တို့အများကြီးရတာပါအခုကျွန်တော်ဒီပြောပြစီနေတဲ့အကြောင်းအရာကတော့ခုနကကျွန်တော်တို့ဒီပုံဆွဲတဲ့ဘက်ကိုကျွန်တော်ပြန်သွားရအောင်ပေါ့နော်အဲ့တော့ပုံဆွဲတဲ့အချိန်မှာခုနကစီကျွန်တော်လေယာကအဲ့မျက်နှာပေါ်မှာတုံးနံပါတ်က3လောက်ကျင်ထားရဲဆိုရင်အဲ3လောက်ကိုကျွန်တော်တို့ blend လိုက်တယ်ပေါ့နော် blend blender လေးနဲ့ကူတယ်တချို့နေရာလေးတော့ မုံချင်ရောချင်နေဆိုတော့ကျွန်တော်ဒီဆုပ်တန်လေးနဲ့ပေါ့မိတ်ကဆုပ်တန်လေးနဲ့မုံမယ်ပြီးတော့ကွက်နေတဲ့နေရာလေးကိုလိုက်ဖြည့်မယ်ဖြည့်ပြီးတော့မှကျွန်တော်တုံးလေးရာဆက်တင်ချင်နေဆိုရင်တော့ခဲနဲ့ဆက်တင်သွားရပါတော့ဒါနဲ့ဂီကထတော့နည်းနည်းများတာပေါ့နော်ဒီခဲမုံမှာဆိုရင်တော့ကျွန်တော်ဒီနီးစနစ်တမျိုးဖြစ်ပါတယ်ခဲမုံရင်းနီးကိုလည်းကျွန်တော်ဆက်တင်ပြဖို့ရှိတယ်ပေါ့နော်အားလုံးမယ်သိချင်နေဆိုရင်တော့ခဲမုံရင်းနီးအကြောင်းလေကျွန်တော်နောက်လျှောက်လေးအဲတင်သွားပေးမယ်ပေါ့နော်ခဲမုံရင်းနီးကတော့ကျွန်တော်တို့ဒီ ကျွန်တော်ဟိုသင်ပေးရဆရာကတော့ဆရာဘိုကလေးချွလင်းဖြစ်ပါတယ်ကျွန်တော်ခဲမောကတော့ဆရာဘိုကလေးချွလင်းလောက်တော့ကျွန်တော်တို့ဒီကောင်းမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီတစ်လောက် sharing လုပ်တဲ့သဘောမျိုးပဲကျွန်တော်တို့သင်ပေးနိုင်မှာဖြစ်ပါတယ်အဲကျွန်တော်ကတော့အဓိကကြီးရတော့ carbon sand နဲ့အခုကျွန်တော်စီစီချက်ပြီးတော့ run နေတယ်ပေါ့နော်ခဲလဲကျွန်တော်တို့ရေးပါတယ်စာရေးကစားကျွန်တော်တို့ခဲရေးတယ်ပေါ့နော်အဓိကတော့ကျွန်တော်ရဲ့အတော်ကတော့ color တင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီခဲဟိုမှာအဆင့်တက်သွားတဲ့သဘောမျိုး color pencil ကိုအဓိကထားပြီးတော့ရေးတယ်ပေါ့နော် ဒါပေမဲ့ဒီခဲရေးရာကလည်းမဖြစ်မနေရင်းနှီးဆိုတော့ကျွန်တော်ဒီကလည်းမတက်လို့မရဘူးပေါ့နော်အဲ့တော့ okay စကားတန်းကြောင့်ဒီလွယ်ကုန်ပြီအဲ့တော့ဒီမျက်ခုံးမွေးတွေပါတွေကိုကျွန်တော်တွေ့အားလုံးနဲ့မြင်တဲ့အတိုင်းပဲဒီ shake လေးကိုပါပါလေးတင်နေတယ်ပေါ့သူရဲ့ဒီဟိုမှာတုံးနံပါတ်4ကိုမရောက်မချင်းအခုကျွန်တော်တို့ဒီဖော့တန်လေးတွေတုံးတာကျွန်တော်တုံးရောတဲ့နေရာလေးတွေဆိုရင်ကျွန်တော်ပြက်ပြေရောသဘောလေးဖြစ်အောင်လို့ဒီပြန်ပြီးတော့မုံနေတဲ့သဘောမျိုးလေးပေါ့နော်ဒါကျွန်တော်နည်းနည်းလေးပြန်နေပြီမယ်နော်ဒီလှုပ်တဲ့ပုံစံလေးကိုမြင်အောင်လို့ပေါ့ ကျွန်တော်ဒီ free hand နည်းစနစ်တွေကဟိုဒီလူတယောက်နဲ့တယောက်တည်းပုံမူတည်ပြီးတော့ကိုအများကြီးရှိတာပေါ့ကျွန်တော်တို့ဒီဒီ channel youtube channel မှာပဲဒီ free free hand portrait ဆိုပြီးကျွန်တော်တို့ရိုက်လိုက်ပြီးတော့ share လိုက်မယ်ဆိုရင်ကိုတို့အများကြီးရတာပါအခုကျွန်တော်ဒီပြောပြစီနေတဲ့အကြောင်းအရာကတော့ခုနကကျွန်တော်တို့ဒီပုံဆွဲတဲ့ဘက်ကိုကျွန်တော်ပြန်သွားရအောင်ပေါ့နော်အဲ့တော့ပုံဆွဲတဲ့အချိန်မှာခုနကစီကျွန်တော်လေယာကအဲ့မျက်နှာပေါ်မှာတုံးနံပါတ်က3လောက်တင်ထားရဲဆိုရင်အဲ3လောက်ကိုကျွန်တော်တို့ blend လိုက်တယ်ပေါ့နော် blend blender လေးနဲ့ကူတယ်တချို့နေရာလေးတော့ မုံချင်ရောချင်နေဆိုတော့ကျွန်တော်ဒီဆုပ်တန်လေးနဲ့ပေါ့ make up ဆုပ်တန်လေးနဲ့မုံမယ်ပြီးတော့ကွက်နေတဲ့နေရာလေးကိုလိုက်ဖြည့်မယ်ဖြည့်ပြီးတော့မှကျွန်တော်တုံးလေးရာဆက်တင်ချင်နေဆိုရင်တော့ခဲနဲ့ဆက်တင်သွားရပါတော့ကျွန်တော်ဂီကထတော့နည်းနည်းများတာပေါ့နော်ဒီခဲမုံမှာဆိုရင်တော့ကျွန်တော်ဒီနီးစနစ်တမျိုးဖြစ်ပါတယ်ခဲမုံရင်းနီးကိုလည်းကျွန်တော်ဆက်တင်ပြဖို့ရှိတယ်ပေါ့နော်အားလုံးမယ်သိချင်နေဆိုရင်တော့ခဲမုံရင်းနီးအကြောင်းလေကျွန်တော်နောက်လျှောက်လေးအဲတင်သွားပေးမယ်ပေါ့နော်ခဲမုံရင်းနီးကတော့ကျွန်တော်တို့ဒီ ကျွန်တော်ဟိုသင်ပေးတဲ့ဆရာကတော့ဆရာဘိုကလေးချွလင်းဖြစ်ပါတယ်ကျွန်တော်ခဲမောကတော့ဆရာဘိုကလေးချွလင်းလောက်တော့ကျွန်တော်တို့ဒီကောင်းမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီတလောက် sharing လုပ်တဲ့သဘောမျိုးပဲကျွန်တော်တို့သင်ပေးနိုင်မှာဖြစ်ပါတယ်အဲကျွန်တော်ကတော့အဓိကကြီးကတော့ caravan set နဲ့အခုကျွန်တော်စီစီချက်ပြီးတော့ run နေတယ်ပေါ့နော်ခဲလဲကျွန်တော်တို့ရှိပါတယ်စာရေးကစားကျွန်တော်တို့ခဲရေးတယ်ပေါ့နော်အဓိကတော့ကျွန်တော်ရဲ့အတော်ကတော့ color တင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီခဲဟိုမှာအဆင့်တက်သွားတဲ့သဘောမျိုး caravan set ကိုအဓိကထားပြီးတော့ရေးတယ်ပေါ့နော် အဲ့မဲ့ဒီခဲကြီးရာကလည်းမဖြစ်မနေရင်းနှီးဆိုတော့ကျွန်တော်ဒီကလည်းမတက်လို့မရဘူးကွာအဲ့တော့ okay ဒီကားလမ်းကြောင်းဒီလွဲကုန်ပြီအဲ့တော့ဒီမြခုံးမွေးတွေပါတွေကိုကျွန်တော်ကြွေအားလုံးနဲ့မြင်တဲ့အတိုင်းပဲဒီ shake လေးကိုပါပါလေးတင်နေတယ်ပေါ့တွေ့ရဒီမှာတော့နေမှာ four မရောက်မချင်းအခုကျွန်တော်တို့ဒီဖော့တယ်လေးတုံးတာဆိုတော့တုံးရောရဲ့နေရာလေးဆိုရင်ကျွန်တော်ပြက်ပြေရောတော့လေးဖြစ်အောင်လို့ပြန်ပြီးတော့မုံနေတဲ့ပုံမျိုးပေါ့နော်ဒါကြောင့်နည်းနည်းလေးပြန်နေပြီနော်ဒီလောက်တဲ့ပုံစံလေးကိုမြင်အောင်လို့ပေါ့ ပုံဆွဲတာကတော့ကျွန်တော်တို့ဒီသိရှိမှုကအဓိကပဲပေါ့နော်ဒီ real lesson ရေးမဲ့လူတွေအတွက်ကတော့သိရှိသီးခံလမ်းကြောင်းမှာပေါ့ဗျာအဲ့လိုမျိုးရေးသားမယ်ဒါမျိုးလုံးတစ်ဖက်ပြီးတစ်ဖက်ကိုကျွန်တော်တုံးလေးတင်သားမယ်ဒါဒီဘက်ကတော့ကျွန်တော်ကကျွန်တော်ရဲ့အတီအကျင့်တခုရှိတယ်ကျွန်တော်ကဒီပုံကိုပြီးအောင်ရေးတတ်တဲ့အကျင့်မရှိဘူးပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ ပုံမပြီးမချင်းကိုတခုတနည်းအားချင်းကိုကျွန်တော်ကောင်းအောင်ရေးတဲ့အချင်းမရှိဘူး overall သွားတဲ့အချင်းပေါ့ဒါကျွန်တော်ရဲ့အချင်းပေါ့ဒီမိတ်ဆွေတို့ကတော့ကိုကတခုတည်းကိုပြီးအောင်ရေးတဲ့ဆိုရင်ဒါကောင်းပါတယ်ကျွန်တော်ကတော့အားလုံးပြီးပြီဆိုမှတခုတနည်းအားချင်းလိုက်ပြင်တဲ့အချင်းရှိတယ်ပေါ့နော်တချို့ကတော့ဒီအပေါ်ပိုင်းဆိုအပေါ်ပိုင်းပြီးအောင်ရေးသွားပြီးကျမှမျိုးလုံးနှာခေါင်းပတ်သက်ချက်ပေါ့ဒီလိုရေးတယ်တချို့ကတော့မျိုးလုံးနှာခေါင်းပတ်သက်ကိုပြီးအောင်ရေးပြီးမှအဲဘေးရဟာအကုန်လုံးရေးပါတယ်တယောက်နဲ့တယောက်နဲ့တော့စတိုင်မတူဘူးကျွန်တော်ကကြာဒီမျိုးလုံးနှာခေါင်းပတ်သက်ကိုဒီ ဖစ်ဟိုဒီတဝက်လောက်တော့နင်းအောင်ရေးထားလိုက်တယ်ပြီးကြမှာအားလုံးလိုက်ပြီးမှတင်ပြီးပြီဆိုမျိုးလုံးနှာခေါင်းပါးစပ်ကိုကျွန်တော်ပြန်တင်လေးရှိရပါတော့ဒါကျွန်တော်ကျွန်တော်ရဲ့ဒီ style ဖြစ်ပါတယ်မင်းစီတော့ဒီကိုကြိုက်တဲ့ပုံစံမျိုးကိုလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအချက်သတိထားမှာလူမျက်နာကဒီပြက်ပြည်ရောသဘောမျိုးရှိရပြီးတော့လုံးဝင်းနေတဲ့သဘောလေးရှိရပြီးတော့မျက်နာမျက်နာပုံမှာအည်ပြားကြီးရှိဖုံးအုပ်ထားတဲ့အတွက်ဒီပြောရရင်ပေါ့နော်တိကျပြီး down ကျနေတဲ့နေရာကြီးရှိမှာမဟုတ်ဘူး အဲ့ဒါကိုကျွန်တော်တို့ကပြပြရောရောလေးဖြစ်အောင်အမြဲတမ်းစဉ်းစားပြီးတော့လှုပ်သွားမယ်เนาะပြီးတော့ဒါဒါနောက်ပိုင်းဆိုရင်ဒီတက်ခက်ခဲတဲ့ဒီပုံတွေလာတော့မယ်ဒီပုံမှာကိုပဲကျွန်တော် background တွေချိန်ရေးထားတာတွေပါမယ်ဗျာဒီရဆိုဒီ maxi ပုံအားဆိုရင်ဈာမျက်ခုံးမွေးရှုံထားတဲ့အပိုင်းလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီပေါ်လွင်အောင်လှုပ်ရတယ်ပေါ့နော်မျက်ခုံးမွေးရှုံသွားတဲ့နေရာလေးဆိုကျွန်တော်တို့ခွတ်နေအောင်ရေးထားခဲ့ရတယ်ဒါမှပုံမှန်ကြွအောင် အဲ့တော့ဒီမျက်နှာပေါ်ကတက်ချာလေးတွေဆိုရင်ကျွန်တော်ခဲပြက်လေးနဲ့ဒီရာတယ်ပြီးကျတော့စုံကြလေးနဲ့ပြန်မုန်းလိုက်ဆိုဒီတက်ချာလေးတွေပေါ်တယ်ပေါ့နော်အဲ့တော့ဒီမျက်လုံးထဲမှာလည်းဒီအပေါ်မျက်ဒီမျက်ခုံးမွေးပေါ့ဆိုအပေါ်မျက်ခမ်းရဲ့အောက်ကဒီမျက်စံလေးကပိုပြီးတော့နက်တယ်ပေါ့ဘာလို့လဲဆိုမျက်ခမ်းအရစ်ကလေးရှိနေတဲ့အတွက်အဲ့ဒါဒီနေရာချင်းကိုအားလုံးလေးလိုက်မြင်မြင်ရလိမ့်မယ်လို့ထင်တယ်ဖြည်းဖြည်းချင်းကျွန်တော်တို့ဒီရေးသွားမယ်ပေါ့နော် ဗျအဲဒီနေ့မှတော့ကျွန်တော်ကြောရဲ့ဒီ channel လေးမှာဒီဒီနေ့ဒီပထမအပိုင်းလေးအနေနဲ့ပေါ့နော်ဒီပုံလေးကိုတပွက်လောက်ပဲကျွန်တော်ကျင်ပေးချင်ပါတယ်အဲကျွန်တော်နောက်ရကြရင်ကျွန်တော် edit လေးလုပ်နေတဲ့အတွက်ပြီးပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့အားလေးကိုလည်းဆက်တင်သွားဖို့ရှိပါတယ်အဲ့တော့ channel လေးကိုဒီဒီနေ့သင်ခန်းစာလေးကိုကြိုက်တယ်ဆိုရင်လည်း like and comment subscribe လေးလည်းလုပ်ထားပေးဖို့အကြံပြုပါတယ်အဲဒီဗီဒီယိုကတော့အခုတောက်လျှောက်တင်တဲ့အချိန်မှာကျွန်တော်တို့ကြည့်နေမယ်ဆိုရင်လေဒီ subscribe လုပ်ပြီးသားဆိုရင်တော့ ျွန်တော်ဒီ like လေး comment လေးပေးပေးဖို့ကျွန်တော်အကြံပြုရပါတော့ subscribe မလုပ်ရသေးဘူးဆိုရင်လေဒီ subscribe လုပ်ပေးဖို့အကြံပြုပါလေအခုကကျွန်တော်မြန်မာ version အနေနဲ့ပေါ့နော်ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဒီပုံလေးဖြစ်တယ်ကျွန်တော်ဒီဒီဒီလိုအနေထားကိုကျွန်တော်ရောက်ဖို့ကျွန်တော်၄နှစ်၅နှစ်လောက်တော့ရုန်းကန်ခဲ့ရတယ်ပေါ့နော်ဒါကဒီဒီကျွန်တော်ဒီတနန်းသားရဲ့အကျွတ်ဆိုရင်ဒီဒီရဲ့နည်းတွေကျွန်တော်တင်ထားတယ်ဒီမှာတော့ဒါ free တင်ပေးရပေါ့နော်ဒါကဒီ ဗီဒီယိုကိုကျွန်တော်နှစ်ဖိုင်ပဲလုပ်ထားတယ်။ထပ်ပဲကျွန်တော်တင်ပေးသွားဖို့ရှိတယ်ပေါ့။အားလုံးတောင်းဆိုတယ်ဆိုရင်တော့ကျွန်တော်တင်ပေးသွားမယ်။ဒါလည်းကျွန်တော်ဒီ Facebook မှာဆိုရင်ကျွန်တော်ကဟောလေ့ကျင့်သင်ကြားပေးခဲ့တာကဆိုရင်နှစ်နှစ်ကျော်သုံးနှစ်နီးပါးတောင်ရှိနေပြီပေါ့နော်။နှစ်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 လောက်နီးပါးရှိနေပြီ။အဲကြောင့်ကြောင့်ကြောင့်ဘုရားကြီးကျွန်တော်ရဲ့ဒီတနန်းသူတနန်းသားတွေကိုလည်းဒီနားလည်အောင်သိအောင်လို့ကျွန်တော်ဒီဒီအရာလေးတွေကိုပေါ့နော်အကျိုးရှိအောင်ကျွန်တော်ကိုယ်တိုင်သင်ချာလေး ရေးချစ်ပြီးတော့တင်ထားပေးခြင်းဖြစ်ပါတယ်သူများရဲ့ဗီဒီယိုဖိုင်ကိုကြားထားတာမျိုးမဟုတ်ဘူးညောကိုယ်တိုင်ကြီးချာရေးထားတဲ့ဖိုင်လေးဖြစ်ပါတယ်အဲ့တော့ဒီနောက်ထပ်ဒီသင်ခန်းစာတွေမှာလည်းဒီထက်ပိုကောင်းသွားပြီးဖို့ရှိရကြွယ်ကျွန်တော်ခွန်အားပြအောင်လို့ပေါ့နော်ဒီ comment message ဖြစ်ဖြစ်ကျွန်တော် like and share လေးလုပ်တာပဲဖြစ်ဖြစ်ကူညီပေးကြပါအောင်ခင်ဗျာဒီနော်အဲ့ဆိုရင်နောက်ရက်မှာဒီဒီ pep ကျူးလေးကိုဆက်ဆက်လက်ပြီးတော့ ရခြင်းတင်ကြပေးသွားမှာပါအဲ့တော့ပုံလေးကို low at low channel ဆိုရင်လည်းကျွန်တော်ဒီ Facebook မှာ comment မှာကျွန်တော်လေးချထားပေးမှာပေါ့နော်ကျွန်တော် like ပြီးတော့လေ့ကျင့်လို့လည်းရပါတယ်ခင်ဗျာရမသိတာရှိရင်လည်းကျွန်တော်ရဲ့ဒီ channel ရဲ့အောက်မှာ comment ပေါ့မှာလာမေးလို့ရတယ်ပေါ့နော်ဒါအားလုံးလည်းဒီဒီလိုခဲပကြီးတက်မြောက်ပြီးတော့အဆင်ပြေကြပါစေခင်ဗျာနောက် video file မှာပြန်လည်ဆုံတွေ့ရအောင်